အားလုံးပဲမင်္ဂလာပါခင်ဗျာငလင်ပြီးခဲ့တဲ့ကဗီဒီယိုလေးတွေမတင်ပြတာအခုဗီဒီယိုလေးတွေပြန်လုပ်ပြပါတယ်အဲ့တော့ဒီအပတ်မှာဒီငလင်နဲ့ပတ်သက်တဲ့ငလင်မူးခြင်းယောဂနဲ့ပဲဆရာတို့ဆက်လိုက်ရအောင်ငလင်ကြီးပြီးပြီးနောက်ပိုင်းကလေးကကျွန်တော်လူနာရီထဲမှာနည်းနည်းရဲကနေပြီးတော့လာကြတဲ့အခါမှာဒီမူးတဲ့ဝေးတယ်ဆိုတဲ့ယောဂလက္ခဏာတွေအများကြီးကြုံတွေ့ရတယ်ဆက်သားမမူးဝေးတာနဲ့မတူဘဲနဲ့ကျွန်တော်တို့နေ့ရက်လပေါင်းများစွာကြာကြာပြီးတော့ကျွန်တော်တို့မူးကြတာကိုတွေ့ရတယ်ပေါ့ အဒီငလေးမူးချင်းကဘာကြောင့်ကျွန်တော်ပြရတာလဲဘသူတွေမှာကျွန်တော်အဖြစ်များလဲအဲ့လိုဖြစ်လို့ရှင်ကုသနီကာကွယ်နေပါတယ်ရှိတယ်ဒီနေ့လေ့လာကြမှာဖြစ်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဇွဲလန်းသူလို့ခေါ်ပါတယ်ဗီဒီယိုလေးစလိုက်ရအောင်ငလေးမူးချင်းယောဂါကိုအင်္ဂလိပ်လိုကျွန်တော်တို့ post earthquake dizziness syndrome လို့ခေါ်တယ် earthquake ငလျင်အပီး post မှာ dizziness ကောင်းမှုသောယောဂါပေါ့အတူကော PDS ပေါ့ဆိုတော့ဒီ PDS ယောဂါခံစားမှုဟာဘယ်လိုပုံစံနဲ့တူလဲဆိုတော့ ကျွန်တော်တို့သင်္ဘောစီးပြီးပါလို့ရှင်လှိုင်းမိုးတယ်အဲခြားရက်စီးပြီးပါလို့ရှင်လဲနေတယ်မိုးနေတယ်ဒါမျိုးခံစားမှုဖြစ်ပါတယ်သဘောသင်္ဘောအကြာကြီးစီးနေတယ်လှိုင်းကျွန်တော်တို့စီးနေရတယ်ခန္ဓာကိုယ်ကလည်းရိမ်းနေတယ်လိုက်ပြီးတော့ကုန်းပေါ်ပြန်ရောက်လာတဲ့ခါမှာလည်းခန္ဓာကိုယ်ဆက်ပြီးတော့အဲ့လိုရိမ်းနေသလိုစက်ခံစားနေရတယ်ပေါ့ဒါကိုခြားရက်စီးတယ်ရောလာကိုစတာစီးတယ်အဲဒါမှမဟုတ်ကျွန်တော်တို့ကားမူတာနဲ့လည်းသဘောတရားနဲ့နဲ့လေးနှိစက်တယ် ဆိုတော့အဲ့လိုမျိုးခံစားမှုကတချို့လူတွေအတွက်မင်းနဲ့ပိုင်းလောက်ခံစားရတယ်တချို့လူတွေအတွက်တရက်နှစ်ရက်လောက်ကြာတယ်တချို့လူတွေတစ်ပတ်နှစ်ပတ်တချို့လူတွေမှာတော့လာနေချီပြီးတော့လည်းကြာနိုင်တယ်ဆိုတော့သူ့ရဲ့လက္ခဏာဘယ်လိုတွေဖြစ်လဲဆိုတော့ဓာတ်လျှောက်ကြီးတွားရင်းရိုင်မှုခဏခဏဖြစ်နေတယ်အဲ့တော့တချို့မန္တလေးမှာဆိုလို့ရှိရင်အခုထိလည်းငလင်လောက်တဲ့ကိစ္စခဏခဏထပ်ဖြစ်နေသေးတော့အခုကောင်မူးနေပြီဆိုလို့ရှိရင်ယောဂကြောင့်မူးနေတာလားငလင်မဲ့အစ်စ်ထပ်လောက်တာလားဒါမျိုးတဲခွဲဖို့ခက်ခဲတယ်ပေါ့ အဲ့ကြားထဲမှာမှသူကစောရင်စိတ်ကြောက်စိတ်တွေလည်းရှိနေတာတွေဖြစ်ကောင်းရှိနိုင်တယ်။နောက်အိမ်မပြောဘူးအိမ်ပြောဘူးခတ်တယ်ဒီလိုအခြေအနေတွေလည်းရှိကောင်းရှိနေနိုင်တယ်။ဘလို့လူတွေမှာကျွန်တော်တို့အဖြစ်များလဲပေါ့။ဆိုတော့ပထမဆုံးအဖြစ်အာငလင်လောက်တဲ့အချိန်မှာကိုကအထက်မြင့်တစ်ခုခုမှရောင်းနေတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့မူးတယ်လို့ခံစားရတယ်။ဆိုအထက်နှိမ်မှနေတဲ့သူကနည်းနည်းပဲရင်းတယ်အထက်မြင့်မှနေတဲ့သူကတိုက်ကအများကြီးပိုရင်းတယ်အဲဒါမျိုးဥပမာကိုကျွန်တော်တို့ဘယ်လိုစဉ်းစားလို့ရလဲဆိုတော့ကောင်းမှုတာနဲ့ချိတ်ဆက်ပြီးစဉ်းစားလို့ရတယ် ကိုကကားမှုတဲ့ဘတ်ကားအကြီးမှကိုထိုင်ပြီးသွားနေတယ်ခရီးဝေးကိုအဲ့တော့ကိုကလမ်းမှာကားမှုတဲ့အချိန်ကြလို့ရှိရင်ကားရဲ့ထိတ်ဆုံးတာအပိုင်းမှာထိုင်တဲ့သူကရိမ့်တာနဲ့နဲ့နဲပြီးတော့ကားရဲ့ဘေးဆုံးကျွန်တော်ဖင်ပိုင်းမှာထိုင်တဲ့သူကရိမ့်တာပုံများတယ်အဲ့ဒါအဘေးဆုံးမှာထိုင်တဲ့သူကကားမှုတဲ့တောင်ပို့ပြီးတော့များများခံစားကြရတယ်ပေါ့ဆိုတော့ဒီသဘောတရားပဲဖြစ်တယ်ကျွန်တော်တို့အထက်မြင့်မှာနေတဲ့သူကအဲ့ဒီအထက်မြင့်တိုက်ကပို့ပြီးတော့ရိမ့်နေဆိုလို့ရှိရင်အပေါ်ရောက်လေအဲ့ဒီမူချင်းကိစ္စပို့ပြင်းပြင်းထန်ထန်ခံစားရတယ် အဲ့ကြားထဲမှာမကိုကငကိုတဲ့အောင်မှာမူးခြင်းယောဂတစ်ခုခုကိုယ်စီမှာရာဆိုရင် ရှိတယ်ဆိုကြပါစို့ဥပမာအဖြစ်ကြီးပေါင်းယောဂကြောင့်ကိုယ်မူးတက်တယ်အာယုံကျော်ယောဂကြောင့်ကိုယ်မူးတက်တယ်အတခြားတခြားသောယောဂတွေကြောင့်ကိုယ်မှာမူးတဲ့အခံရှိတယ်ဆိုရင်လည်းဒီ PDS ယောဂကိုငလင်မူးခြင်းယောဂကိုကိုကပုံမပြင်းထန်စွာခံစားရမှာဖြစ်တယ်ဆိုတော့အဲ့လိုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဗာစေးတောက်အောင်လဲဆိုတော့ဆေးကတော့အထွေထူးတော့မဟုတ်ဘူးဥပမာအဖြစ်လူများစုသိကြတဲ့ Stogenol လိုမျိုးဆေးပေါ့ပါဝင်ပစ္စည်း Cenarizine ဆိုတော့ဒီဆေးလေးကိုကိုယ့်သဘောနဲ့ကိုတောက်လို့ရတယ် OTC ပဲမနေ့တစ်ချိန်ညတစ်ချိန်နဲ့ကျွန်တော်တို့က9ရက်လောက်ထိလိုအပ်လို့ရှိရင်တောက်လို့ရတရရနေရနဲ့ကောင်းရတယ်ဆိုရင်လည်းဆေးရလိုက်တယ်ပေါ့ဒီဆေးကဘာမီတော်နဲ့အောက်ဆိုဂျင်နီးဆက်တဲ့တကြောင်မလို့ဘာမီတော်လိုမျိုးနဲ့လည်းအင်းငိုက်ချင်းပွေသနာတော့ခံစားရနိုင်တယ်တော်တော်များလူအတွက်ဒီဆေးလောင်းနဲ့အဆင်ပြေသွားတဲ့အချိန်မှာတချို့တချို့အိမ်မပျော်တဲ့လူအတွက်ဆိုလို့ရှိရင်အေးဆေးလေးလိုပါမှာပေါ့ဥပမာအဖြစ်ဒိုင်ဇေဗင်စီတဲလိုမျိုးဆေးမျိုးစား ဒါမဟုတ်ကျွန်တော်တို့စိတ်လှုပ်ရှားတတ်တဲ့သူကြောက်စိတ်ဆိုးရိမ်စိတ်များနေတဲ့သူငကိုရလည်းအဲ့လိုမျိုးအခြေအနေရှိတယ်။အခုငလင်းခံစားပြီးနောက်ပိုင်းမှာလည်းကွယ်ဆိုးရိမ်စိတ်ပိုများပါတယ်။ဒါဆိုရင်လည်းနည်းနည်းလေးဆိုးရိမ်စိတ်ကိုရှော့ချမယ်စိတ် depression တွေကိုရှော့ချမယ်စိတ်ငါတို့ nexi dol လိုမျိုးစိတ်တွေလိုအကောင်လိုအမှာအဲ့တော့အခုပြောလိုက်တဲ့ Citadel AC ရော Nexi Tour ရောအလိုစိုက်ကြမ်းမရေးစေးတွေကတော့ဒါဆံဝန်ညွန်ကြားချက်နဲ့မတောင်းမယ်စေးတွေဖြစ်တယ်ကိုယ့်သဘောနဲ့ကိုတောင်းမယ်စေးမဟုတ် အခုမှအခုနပြောတဲ့အိမ်မပြောခြင်းယောဂါစောရင်စိတ်လွန်ကဲခြင်းယောဂါဒါမျိုးကိစ္စတွေရှိတယ်ဆိုလို့ရှင်ကွယ်မိသားစုဆိုင်အောင်ကိုပြပြီးတော့ဒီဆေးလေးတွေလိုအပ်မလားမေးပြီးတော့လိုအပ်လို့ရှင်တောက်ကြပါလို့ပြောတယ်ဒါပေမဲ့ဆေးရအမြဲတမ်းကျွန်တော်အဖြေမဟုတ်ဘူးကျွန်တော်ဒီနေ့ဒီပြဿနာရဲ့ဖြေရှင်းမှုအတွက်ကိုလေ့ကျင့်ခန်းလေးတွေပါဆရာတို့သင်ပေးကြမှာဖြစ်တယ်အော်ဒီလေ့ကျင့်ခန်းလေးကျွန်တော်တို့လုပ်တဲ့အခါကျလို့ရှင်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အာယုံကြောတွေဒီခံစားမှုတွေကို reset အသက်ပြန်ပြီးတော့ setting ပြန်ချလိုက်တယ်လို့ဖြစ်သွားနိုင်တယ် ဆိုတော့၄ချက်ကနေမှာဆရာတို့ဒီနေ့၃ခုတင်ပြမှာဖြစ်တယ်ဒီနေ့ပထမဆုံး၄ချက်ကတော့အာယုံစူးစိုက်တဲ့၄ချက်ကအဲ့တော့လောရတာဘယ်လိုလောရလဲဆိုတော့ကိုယ့်ရဲ့လက်တကမ်းမှာကိုယ့်ရဲ့လက်မကိုကျွန်တော်တို့ထောင်ထားမယ်အဲ့တော့အဲ့လိုလက်မတမောကိုကျွန်တော်တို့လက်ထက်မှာဘောဘင်ကင်ထားမယ်ဒါမှမဟုတ်ကျွန်တော်တို့ပစ္စည်းတစ်ခုခုထားထားမယ်ဒါမှမဟုတ်နေရာမှာပစ္စည်းတစ်ခုခုကတ်ထားမယ်အဲ့ဒီပစ္စည်းကိုကိုယ်ကအာယုံစူးစိုက်ပြီးတော့ဒါမျိုးကြည့်နေမယ်မျက်လုံးနဲ့ဒီလက်မကိုကိုယ်ကအာယုံစူးစိုက်ပြီးတော့ကြည့်နေမယ်အဲ့တော့အဲ့လိုကြည့်နေတဲ့အချိန်မှာကျွန်တော်တို့ခေါင်းကိုရိမ်းသွားမယ်ဒါပေမဲ့မျက်လုံးကလိုက်မလောက်ဘူး မျက်လုံးကတော့ဒီလက်မကိုစက်ကြည့်နေစေခေါင်းကိုကျွန်တော်တို့ရိမ့်လိုက်တဖန်ဒီလိုကြည့်နေစေခေါင်းကိုဒီဘက်ကိုပြန်ရိမ့်မယ်ဒီဘက်ညာဘက်ဆောင်းလိုက်ဒီအဲ့တော့အဲ့ဒါကိုမှညာဘက်လှဲလိုက်ကျွန်တော်တို့ဘယ်ဘက်လှဲလိုက်ညာဘက်လှဲလိုက်ဘယ်ဘက်လှဲလိုက်စက္ကန့်30လောက်ကြာမှာဖြစ်တယ်တတိထားစီကျင်တာပါလဲဆိုတော့ဒါမျိုးကျွန်တော်တို့လှဲတဲ့အချိန်ကြလို့ရှိရင်မူးဝေတယ်ဆိုတဲ့ကိစ္စခံစားရတတ်တယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ဂရုစိုက်ပြီးတော့ဒီမူးမဝေအောင်ဖြည်းဖြည်းတက်တာပဲလုပ်မယ် အကယ်လို့ကိုကကျွမ်းကျင်လာပြီးလောရတာအဆင်ပြေလာပြီဆိုလို့ရှိရင်ကျွန်တော်ခတ်တွတ်တွတ်ခတ်မြန်မြန်လောဝါမယ်လို့ပြောချင်တယ်ဆိုတရားကိုစက္ကန့်30ဖြည်းဖြည်းတက်တာလုပ်တယ်ဆိုရင်ကျွန်တော်တို့10ချိန်အဲ12ချိန်လောက်ရအောင်ရနိုင်တယ်အဲဒီဖြည်းဖြည်းနဲ့ကိုကကျွမ်းကျင်လာတယ်ဆိုလို့ရှိရင်အချိန်ကြီးအတွက်များများရအောင်ခတ်မြန်မြန်ခတ်တွတ်တွတ်လောဝါလို့ပြောတာဒါကလေ့ကျင့်ခန်းတစ်ခုဖြစ်တယ်ဒုတိယလေ့ကျင့်ခန်းကတော့ခြေထောက်စုပြီးရတဲ့လေ့ကျင့်ခန်းဒါပါမှကြီးကျယ်တဲ့လေ့ကျင့်ကမဟုတ်ဘူးလို့ထင်နိုင်မယ်ဒါပေမဲ့အဲ့လိုမျိုးမူးတက်တဲ့သူအတွက်ဒီဟာကနည်းနည်းလေးခက်ခဲအောင်ခက်ခဲနိုင် အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့အကြမ်းမြင့်ပေါ်မှာညင်ညာတဲ့ကြမ်းမြင့်ပေါ်မှာခြေထောက်နှစ်ခုကိုစုပြီးတော့မတက်ရနိုင်ဘူး။အဲ့တော့ဝါတဲ့သူတင်မကားတဲ့သူအတွက်ဆိုရင်ခြေထောက်စုရတာနည်းနည်းလေးပိုဒုက္ခရောက်နိုင်တယ်။ဆိုတော့အဲ့လိုခြေထောက်စုပြီးတော့ကောမတက်ရနိုင်ဘူး။လက်ကိုဘေးမှာကျွန်တော်တို့ချထားမယ်။ချထားပြီးတော့ကိုအရှိတဲတဲ့ကိုပဲကြည့်မယ်။အဲ့တော့ဘယ်လောက်ကြောင်ကြည့်မလဲဆိုတော့စက္ကန့်30လဲကြည့်မယ်။စက္ကန့်30ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်မျက်လုံးမိတ်လိုက်မယ်။မျက်လုံးမိတ်ပြီးတော့စက္ကန့်30ထပ်ပြီးတော့ကြည့် မလို့အဲ့လိုရှင်ဖုန်းမှာအလန်းပေးတာပေါ့နော်ဒါမှမဟုတ်ဘေးနားတရားရောက်ကအားတို့နိုင်လေးကိုကြည့်ပြီးတော့ကိုယ်အချက်ပေးနေပေါ့ပြီးရင်ပြန်ပြီးစက္ကန့်30မျက်လုံးဖွင့်ပြီးတော့နေမယ်စက္ကန့်30မျက်လုံးပိတ်ပြီးတော့နေမယ်အဲ့ဒါကို3ကသမဟုတ်4က5ကနိုင်တယ်လို့ကျွန်တော်တို့လုပ်ပါမယ်အဲ့တော့တချို့လူတွေမှာမျက်လုံးဖွင့်ပြီးနေရင်တော့မနေနိုင်ဘူးသူကရိုင်လဲကြခြင်းတွေဖြစ်တယ်တချို့သူကမျက်လုံးဖွင့်နိုင်ရင်တော့အဆင်ပြေတယ်မျက်လုံးမှိတ်လိုက်ပြီးဆိုရင်ရိုင်လဲကြခြင်းတွေဖြစ်တယ်ဆိုတော့ကိုယ်ကိုမသေးကြဘူးလို့ထင်လို့ရှင်နိုင်ရန်တစ်ခုမှကတ်ပြီးတော့မှလုတ် လိုအပ်လို့ရှိရင်ကျွန်တော်လက်ကိုပေးချတာတယ်မဟုတ်ဘဲနဲ့လက်ကိုဘေးနားမှာရှိတဲ့ဇပွဲတွေခုံတွေကိုကင်ပြီးတော့လှုပ်လို့ပြောတာတဖြည်းနဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုတိုးတက်လာပြီဆိုတဲ့အချိန်ကြလို့ရှိရင်လက်ဖြုတ်ပြီးတော့နယံခွာပြီးတော့ကျွန်တော်လေ့ကျင့်ခန်းလုပ်မယ်ပေါ့ဆိုတော့တတိယကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဲဘေးဆောင်အိတ်တဲလေ့ကျင့်ခန်းအဲ့တော့ဘာလို့မလဲဆိုတော့ဇပွဲဆောင်တို့ဒါမှမဟုတ်ကုတ်ပြက်ဆောင်တို့ဒါမှမဟုတ်ကရင်မွေရဆောင်တို့မှာကျွန်တော်ပုံနှမပြထားတဲ့အတိုင်းထိုင်လိုက် အဲ့တော့ထိုင်မှုရပြီဘေးနာလက်နဲ့အဲ့ဒီအုံနာပြောတယ်မွေရဆောင်ကိုလည်းတေချာခိုင်မြအောင်ကိုကင်တာလဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ဖက်ကိုလှမ်းမယ်ဥပမာပြင်ဒီဘက်ကိုလှမ်းလှဲ့ပြီးပါလို့ရှိရင်သူ့ရဲ့စန့်ကျင်ဘက်အချမ်းကိုလှဲ့အိတ်ချလိုက်အဲ့တော့အဲ့လိုလှဲနေတဲ့ပုံစံဘေးဆောင်လှဲနေတဲ့ပုံစံနဲ့ပဲကိုယ့်ရဲ့မွေရမှာအိတ်ရမှာကျွန်တော်စက္ကန့်သုံးနိုင်နေမယ်လို့ပြောတယ်အခုကျွန်တော်ကဒီပုံစံလေးပြတာပါနော်တကယ်ကိုလှဲရမှာကဟိုးအိတ်ရရဲ့စမ်းပြန်ရောက်တဲ့အထိကိုပုံနှမ်းမှာပြထားတယ်လို့လှဲရတယ် ပြီးပြီလားစက္ကန့်30ပြီးရင်ပြန်ထိုင်လိုက်မယ်ထိုင်တဲ့အချိန်မှာနည်းနည်းလေးမူသွားလိုက်မယ်အဲ့မှာထိုင်ပြီးတော့ကွာစက္ကန့်30ထိုင်မယ်ပြီးရင်ကျွန်တော်ဒီဘက်ကိုပြန်လှည့်မယ်လှည့်ပြီးပြန်အိမ်မယ်စက္ကန့်30กว่าအိမ်မယ်ပြီးရင်ပြန်ထိုင်မယ်စက္ကန့်30ဒါကို3ချိန်ငါးနေပြီးတော့5ချိန်အထိလိုအပ်လို့ရှိရင်လောက်ရမယ်လို့ပြောတယ်အဲ့တော့အခုကျွန်တော်တို့ပြောသွားတဲ့လေ့ကျင့်ခန်းအတိုင်းကကျွန်တော်တို့ဖြည်းဖြည်းသာသာပဲလောက်ရမယ်လေ့ကျင့်ခန်းလေးဖြစ်တယ်အပြင်းထန်တက်လို့လို့ရှိရင်ခေါင်းမိုးတဲ့ကိစ္စပိုဆိုးနေတယ်အဲ့တော့အခုပြောတဲ့လေ့ကျင့်ခန်းတွေကျွန်တော်တို့ကလောက်ပါတယ်ဆိုရင်လေ့ကျင့်ပါတယ်ဆိုရင် ဒီမူးရာနဲ့ပတ်သက်ပြီးတော့တက်လုံတိဆောက်တဲ့သဘောဖြစ်ပါလိမ့်မယ်။အဲဒီတက်လုံတိဆောက်ခြင်းအပြင်ကျွန်တော်ခဏခဏမမူးအောင်ကာကွယ်ရရောက်နေမယ်။အဲတော့အခုပြောလိုက်တဲ့လေ့ကျင့်ခန်းတွေကိုမနက်တစ်ခေါက်ညတစ်ခေါက်ကျွန်တော်တို့လုပ်ပါမယ်။ခုနကကျွန်တော်တို့အာရုံစိုးစိုက်ပြီးကြည့်တဲ့ဟာကိုစက္ကန့်30အခုနအာခြေထောက်ဆုတဲ့လေ့ကျင့်ခန်းကိုကျွန်တော်တို့စက္ကန့်30မျိုးလုံးဖွင့်မယ်စက္ကန့်30မျိုးလုံးပိတ်မယ်။ဒါကို၄ချိန်လောက်လုပ်မယ်၅ချိန်လောက်လုပ်မယ်။ အဲပြီးရင်အခုနလက်အိတ်တဲ့ကိစ္စကိုစက္ကန့်30ထိုင်မယ်စက္ကန့်30ညာဘက်စက္ကန့်30ပြန်ထိုင်မယ်စက္ကန့်30ဘယ်ဘက်ဆိုတော့တရားကိုလေ၄ဇန်နဲ့၅ဇန်လောက်လုပ်မယ်ဒါအောင်မနက်တစ်ခေါက်ညတစ်ခေါက်လုပ်ပါတဖြည်းနဲ့ကျွမ်းကျင်လာသည်နဲ့မြခက်မြန်မြန်ခက်တက်တက်လောက်ရမယ်လို့ပြောတယ်ဒီပုံစံနဲ့ကိုယ့်ကိုယ်မူးတဲ့ကိစ္စနေပြီးတော့လွတ်အောင်ကျွန်တော်ကာကွယ်လို့ရတယ်ဆိုတော့ဒီယောဂကကြီးကျယ်တဲ့ယောဂကြီးတော့မဟုတ်ဘူးနာတာရှည်ဆွဲတဲ့ယောဂကြီးတော့မဟုတ်ဘူးအချိန်တိုင်းပြန်ကောင်းပါပါတိတ်ဆိတ်မပူပါနဲ့ ကတားငလင်းနေမပြီးသေးတဲ့အပေါ်မှာအဲ့ဒီငလင်းဆက်ပြီးတော့ခန်းစားနေရလေဒီကိစ္စဆက်ဆက်ပြီးအတွန့်ရှည်လေးပေါ့တလို့သဘောတရားပေါ့ဆိုလူများစုတော့ကတော့ရပိုင်းမှာပြီးွားတယ်တချို့လူတွေဆိုရင်နှစ်ပတ်လောက်နာတက်တာပါတယ်ရှာရပါပါလူတွေမှာတော့တလားလောက်အထိလဲကြာကောင်းကြာနိုင်တယ်အဲ့တော့ကတလားလောက်အတွင်းမှာပြီးွားတယ်ဆိုရင်လည်းဒါပါမှသိပ္ပတနာမရှိဘူးအေးတလားကြော်အောင်လောက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဝယ်မိသားစုဆရာဝန်သို့မဟုတ်အာယုံကျော်ဆရာဝန်နဲ့ကျွန်တော်ပြဖို့အတွက်တိုက်တွန်းချင်ပါတယ်အဲ့တော့ဒီကနေပြီးတော့ကျွန်တော်ဒီနေ့ဆွေးနွေးပေးွားတဲ့ကိစ္စကနေပြီးတော့ ကော့တာကွန်ပျူတာဆိုမဲ့ဆိုရင်ဒါအကျော်ရှိစေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဆာအလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်နာမည်ဒေါက်တာဇော်လင်းသူလို့ခေါ်ပါတယ်။ဒီဗီဒီယိုကော့တာကွန်ပျူတာဆိုမဲ့ဆိုရင်ဒါအကျော်ရှိစေမယ်ဆို။ Like and Share လုပ်ပေးပါပါအောင်နော်။ကျွန်တော်ရဲ့ Channel လေးကိုလည်း Subscribe ကလုပ်လိမ့်နေထားပေးပါအောင်။နောက်ပတ်ဗီဒီယိုတွေမှာကြားရပြန်လည်ဆုံတွေ့ကြမယ်။ Allon have a good day. Bye bye.